မင်္ဂလာပါလို့မင်္ဂလာပါမင်္ဂလာပါရှင်။ကဲ။ဘာတွေလုပ်နေကြပါလဲ။ဘာတွေလုပ်နေကြလဲလို့။ဒီမှာဒီနေ့ကတော့ဒီမှာဒီနေ့ကဘယ်နေ့ရရှိသွားပြီလဲဆိုတော့ဒီနေ့ကစနေနေ့ပါ။စနေနေ့ညနေ3:00ခွဲ။ ဆိုတော့မပြန်ကြလို့ရှိရင်ဝင်းငါချက်စားမှာဆိုတော့ဝင်းငါချက်ဖို့အတွက်ပြင်ဆင်နေပါတယ်လို့ဝင်းငါချက်ဖို့အတွက်ပြင်ဆင်ရင်းနဲ့အလပါတလပါတွေပြောကြရအောင်နော်အလပါတလပါတွေပြောကြရအောင်အော်ဒုက္ခပဲခဏခဏထားနေရင်ပုံသေးပါအောင် န်ဒီကတခါလေးကြောက်လို့ရှင်အဲ့လိုပေါ့တပတ်တခါတော့မဟုတ်ဘူးပေါ့နော်တပတ်တခါမဟုတ်ဘူးအဲ့လိုပေါ့အားရရဲ့ကလေးဆိုလို့ရှင်တော့မိသားစုတွေနဲ့အာမိသားစုကရှိတာမှနည်းနည်းလေးဆိုတော့အဲ့ဒီမိသားစုနဲ့အတူတူချက်ပြုတ်ပေါ့နော်အဲ့ဒါလှူစားစရာလေးတွေပေါ့ချွေးမလေးရလဲဒီရောက်တာမကြသေးဘူးလေမကြသေးဘူးဆိုတော့တခါလေးကြောက်လို့ရှင်အော်သူလဲငါနိုင်ငံအစားစားတော့ run มาပဲဆိုတော့စိတ်နဲ့အဲ့ဒါကိုက မပြန်ကြတော့မွေးငါချက်မယ်ဆိုပြီးတော့စီစဉ်လိုက်တာဆိုအန်ဒီရဲ့ငါလေးထွင်ရင်းနဲ့လိုက်ကလည်းမလွင်တာကြာပြီပေါ့နော်လိုက်ကလည်းအခုအရင်တော့မလွင်ဖြစ်တော့ဘူးဒီလားဘာကြောင့်လဲဆိုတော့လိုက်လွင်နေဆိုတာကအကျိုးရှိတဲ့စကားကိုပြောရတာလေနော်ခဏနဲ့ခဏလေးလူလေးစောင့်လိုက်ပါဦးမယ်အခုချိန်မှာဆိုရင်တော့မြန်မာနိုင်ငံမှာတော့မိုးချုပ်နေပြီပေါ့နော်မိုးချုပ်နေကြပြီဆိုတော့တချို့လည်းအကုန်ကြပြီပေါ့နော် ဆိုတော့အနေပြောလို့ပဲဒီမှာတော့ဟိုပေါ်နေရာဒီဆိုလို့ရှိရင်ဆွေဒီနိုင်ငံနဲ့ဟိုစားထိုင်းနဲ့ဆိုလို့ရှိရင်9နိုင်กว่าတယ်မြန်မာပြည်နဲ့က6နိုင်ခွဲကတယ်ဒီမှာကြတော့ဆွေနိုင်ငံမှာကနေရာဒီဆိုလို့ရှိရင်ဒါ the whole europe ပေါ့နော်သူတို့ကနေရာဒီဆိုရင်တနအီရှေ့တိုးတယ်စောက်ရာဒီဆိုရင်တနအီနောက်ဆုံးတယ်အဲ့ဒါတော့ထူးဆန်းတယ်နော်ဒါလေးထူးဆန်းတာပေါ့နော်ဒါကလည်း ဒီရောက်တဲ့ခါကျတော့ဒီရဲ့ delay ကိုတော့ကိုကမလိုက်လာလို့မရအောင်လေနော်ရောမရောက်ရင်မလို့ကျင်ရမယ်တဲ့ဆိုတော့ဒီနေ့တော့အလပါတလာပါလေးလဲပြောရင်းနဲ့ဘလို့ခေါ်မလဲအန်ဒီလဲခါလေးကြရင်ရင်ဖွင့်စရာလေးဖွင့်ရတာပေါ့နော်ရင်ဖွင့်စရာအလို့လူသားတွေမှာကကိုပြောတဲ့စကားတစ်ခုကအကျိုးရှိမယ်ကိုပြောတဲ့အရာလေးတစ်ခုက ဟိုပေါ့အခုလူမျိုးပေါ့ဟိုဘယ်လိုခေါ်မလဲတို့နိုင်ငံမှာဖြစ်ပြနေတဲ့အရာတွေကိုပြောနေတဲ့အစားကိုပြောခြင်းတဲ့အရာလေးတွေကเนาะအကျိုးရှိမဲဆိုရင်အလျာကျေတယ်ဒီလားလူဝါကြီးမှလေတချို့ကထင်တယ်ဒီလားဟဲနိုင်ငံမှနေတဲ့သူတွေကအရန်အဆင်ပြေမှာပဲသိလားနိုင်ငံခြားမှနေတဲ့သူတွေကအဲအလုပ်ကလည်းကောင်းတယ်ပတ်စံကလည်းရှာလို့ရတယ်အဲ့လိုမျိုးမတွေးမထင်နေပါနဲ့နိုင်ငံခြားမှနေလဲ သူ့ဟာနဲ့သူတော့ကုံနာပဲကြားကြည့်တော့ခြေရာကြီးတာပဲနိုင်ငံသားမှနေပြီးတော့မချွေတိုင်းလဲအလက်ကားပဲနောက်တစ်ခုကြတော့ဘယ်နိုင်ငံမှာပဲနေနေဘယ်နေရာမှာပဲနေနေကိုကနေပြီးတော့လူဆိုတဲ့လူမပီတာတဲ့စိတ်ဓာတ်ရှိလို့ရှင်တော့အလက်ကားပဲနော်အလက်ကားပဲဆိုဒီနေ့ကတော့အဲ့ဒီက ဩငါလည်းဒီနေ့မနေ့လိုက်လဲမလွင်သေးပါလားပေါ့နော်လိုက်လေးလေးလွင်ရင်းနဲ့မျက်ပြန်တော့မဝင်ငါလေးချက်ရင်းနဲ့ပေါ့နော်အန္တရာယ်ဝင်ရချက်တာအချက်ပြုတ်ကဘာနာပါလို့ပါအချက်ပြုတ်ကဟိုးငငယ်လေးတဲ့အမေကစီးနဲ့ကန်တဲ့မေကသင်ထားပေးခဲ့တော့ဒီနေ့အချိန်မှာအမေရောအရန်ကျေစွတင်နေတိတာအန္တရာယ်မိခင်ကြောင့်အန္တရာယ်အချက်ပြုတ်တွေဝါနာပါလာတယ်အိမ်တန်ရှင်းလောက်တာအစပေါ့နော်ဒီနေ့ by the way ဒီဒီနေ့ကတော့ဟွာပေါ့နော်ဒီမွေးငါကိုပေါ့ ဒီငခုနဲ့ချက်မှာပေါ့နော်ငခုနဲ့ချက်မှာပေါ့ငခုကဘယ်ရရလဲဆိုဒီမှာထိုင်းဆိုင်နေရှိတယ်လीနော်ထိုင်းဆိုင်နေရှိတော့ထိုင်းဆိုင်နေရှိတော့ငခုငခုတွေပါတွေဝယ်လို့ရတယ်သိလားဒါပေမဲ့လွန်ခဲ့သောနှစ်ပေါင်း30ကအဲ့လိုမျိုးဝယ်လို့မရအောင်အဲ့တော့မြန်မာတွေမရှိထိုင်းမှာထိုင်းလူတွေလည်းသိမရှိကြဘူးပေါ့နော်အခုနောက်ပိုင်းဆွေနိုင်ငံမှာကထိုင်းနေရအများဖြင့်ကဆွေနိုင်ငံသားနဲ့အိမ်အောင်ကြတော့အခုနောက်ပိုင်းမှာတို့အများကြီးပဲသိလား ဟိုဆွေနိုင်ငံသားနဲ့ယူရကြတာထိုင်းမတွေကထိုင်းဆန်တွေကအများကြီးပဲထိုင်း massage တွေပါလို့ဒီမှာဆွေတွေမှာအများကြီးရှိရသေးလားဖြစ်ချင်တော့အဲ့ဒါနေအော်လို့မဖြန်ကြတော့ကိုကလည်းပိတ်ရက်သားငယ်လေးကလည်းပိတ်ရက်ဆိုတော့ဩသားဟိုကနဲ့အနေသားငယ်လေးကပိတ်ရက်ချင်းကမတူတွေခါကြလို့ရှိရင်ဩ तू ကလည်းမဖြန်ပိတ်ရက်ဆိုတော့သားမိတွေကဲ तू လည်းပိတ်ရက်ရတယ်ငါလည်းပိတ်ရက်ဆိုတော့ကဲငါတို့တွေမွေးငါချက်စားမယ်ပေါ့နော်ဆိုတော့မွေးငါကြတော့အနေရ အဲ့လိုပါငခုနဲ့ပဲချက်တာကောင်းတယ်အဲ့တော့စီမှာငကျင်းသုံးတာပေါ့နော်ဒီမှာတော့အဲ့ဒီငခုသုံးငခုရှိတော့လေငခုကအယိုးတိတ်မပါဘူးလေနော်မလီအဲ့တော့အန်ဒီအမျိုးသားအရန်အယိုးစုမှသူရမ်းကြောက်တော့ငါ့ကိုသိမစားရဲအဲ့တော့သူ့အတွက်ကိုလည်းကိုကဆင်ကျင်ရတာပေါ့နော်အဲ့ဒါကြောင့်မလို့အန်ဒီရလေးနဲ့ငခုလေးနဲ့ပဲချက်ပါတယ်လို့အဲ့မဲ့ငခုကတော့ဒီကဘယ်လိုခေါ်မလဲဒီဆွေနိုင်ငံဒီထိုင်းဆိုင်ကတော့မွေးမြူရေးငခုတွေပေါ့နော်တို့နိုင်ငံကခုပြီးတော့မချိုးဘူးပေါ့အဲ့မဲ့အချိုးမိုးလိုက်ပေါ့နော် ဒါပေမဲ့အိမ်စားလေးဖြစ်တဲ့အတွက်ကြောင့်အိမ်ရလူတွေပဲစားမှဖြစ်တဲ့အတွက်ကြောင့်အန်ဒီကတော့ကောင်းကောင်းလေးတော့ချက်တာပေါ့နော်ရှယ်ရှယ်ပုံစံလေးပေါ့မိသားစုတွေပဲစားတာဆိုတခါလေးမှစားရတယ်နော်မွေးငါလက်ဝင်တယ်နော်ဟုတ်တယ်မလားမွေးငါလက်ဝင်တော့တခါလေးကြာရင်အဲ့လိုပေါ့ချက်တာပေါ့ချက်တဲ့ခါကျတော့ဟိုဟိုဘလို့ကောင်းကောင်းလေးတော့စားရတာပေါ့နော်တခါလေးမှစားတာဆိုတော့နေ့ပြောချင်တာမွေးငါလက်ချက်ရင်းနဲ့အလာပါတလာပါလဲပြောတာပေါ့နော်ပြောရင်းနဲ့ဘာပြောချင်လဲဆိုတော့ ဒီနေ့အဒီအခုလက်ရှိမြင့်မှန်ပေါ့နော်တချို့ကအပြပြမယ်တချို့ကထင်တာကဟိုနိုင်ငံခြားမှနေလို့ပတ်စံရှာလို့ကောင်းတယ်နိုင်ငံခြားလူတွေကပတ်စံအရန်ရှိတယ်မထင်ပါနဲ့နိုင်ငံခြားမှနေရင်လည်းဟိုပတ်စံရှိတယ်ဆိုမှချွေတားတာတိလားမချွေတားလို့မရအောင်တော့အဲ့ဒါမေ့ချင်တယ်တိလားနိုင်ငံခြားမှနိုင်ငံခြားမှနေတဲ့ဟိုကုန်ကြစိတ်ကမြန်မာနိုင်ငံမှာနေတဲ့ကုန်ကြစိတ်တည်းအရန်ပိုကြီးကြီးတယ်ဒါနိုင်ငံခြားမှနေရတဲ့လူတွေအကုန်တိတယ်ဟုတ်တယ်ဟုတ် ိုင်ငံခြားမှာနေတဲ့လူတိုင်းကဘလို့ကုန်ကြဆိုတော့သိတယ်။ဘာကြောင့်လဲဆိုတော့နိုင်ငံခြားမှာပြရတဲ့မီလာကတော့အိမ်လာကတော့နော်ကွန်ပျူတာကတော့အဲ့ဒါတွေကဟိုမနိုင်ငံရဲ့ငွေနဲ့ရှင်တော့များတာပေါ့နော်။ဒါမဲ့ပြောရမယ်ဆိုရင်တော့လူနေမှုစနစ်ကတော့ကောင်းတာပေါ့။လူနေမှုစနစ်ကတော့မီဆိုလို့ရှိရင်24နာရီ24 hour လာတယ်။ Wi-Fi ဆိုလို့ရှိရင်လည်းအိမ်မှာအပြည့်ပေါ့နော်။ Wi-Fi ဆိုလို့ရှိရင်လည်းပူစရာမလိုဘူးကွာ။တော့ပေါ့လား။ အကောင်အကုန်လုံးအကုန်လုံးအကုန်လုံးอ่ะပေါ့ဟိုပေါ့ကောင်းတာပေါ့နော်ဟိုစင်ပြေတာပေါ့နိုင်ငံခြားမှနေတာဒါပေမဲ့နိုင်ငံခြားမှနေပြီးတော့ဘလို့ခေါ်မလဲတချို့ကြတော့လေနိုင်ငံခြားမှနေပြီးတော့ဘလို့ခေါ်မလဲအောက်ခြေလွတ်သွားတယ်အများကြီးရှိရဲ့ဒီလားအောက်ခြေတော့ဘလို့လဲဆိုတော့နိုင်ငံခြားလက်ရောက်သွားရောကိုနေခဲ့တဲ့ကိုနေခဲ့တဲ့ဘဝကကိုမေ့သွားတယ်နော်ကိုနေခဲ့တဲ့ဘဝကိုချေးပြင်းခဲ့တဲ့ဘဝကိုဖျက်ဆီးခဲ့တဲ့ဘဝကိုမေ့ပြီးတော့နိုင်ငံခြားလက်ရောက်တော့ ဟိုမြန်မာတွေတချို့ရောက်လာပြီဆိုရင်နှိမ်တာတို့ကိုမြန်မာတချို့အဲရောက်လာပြီဆိုလို့ရှင်သူတို့ကပဲဆရာကြီးလုပ်ပြီးတော့ကုညီပေးရလည်းမရှိဘူးပေါ့နော်ပြီးလို့ရှင်အမျက်ကြီးစားတာတို့အဲ့လိုမျိုးတွေရှိအများကြီးတွေ့ရတယ်နော်အဲ့ဒါ one net ကိုကောင်းတယ်နော်ဘာကြောင့်လဲဆိုတော့တကယ်ဆိုရင်အတော့ကိုမြန်မာချင်းချင်းဖေးမှမှာလေနော်ကိုမြန်မာချင်းချင်းဖေးမှမယ်တယောက်နဲ့တယောက်နဲ့ဟိုအခက်ခဲဖြစ်ကုညီကြမှာပေါ့နော်ဒါပေမဲ့ဒီမှာတော့အဲ့လိုမျိုးရှိတော့တချို့တွေကအခုဒီမနေ့ပဲဖက်လိုက်ရတာပေါ့နော်အဲ့ဒါမဲဆောက်မှာဆိုလို့ရှင်လဲ တချို့မြန်မာတွေပေါ့နော်ရောက်လာပြီးတော့ကိုယ့်မြန်မာချင်းချင်းကိုစကားပြန်လုပ်ပေးတဲ့အခါမှာဟိုပေါ့ဟိုထောက်ပါလေရှင်းနေလုံးမှထောင်လုံးကြဆိုတဲ့ပုံစံဖြစ်သွားတာအများကြီးရှိတယ်အဲ့ဒါဘာလဲဆိုတော့တချို့ကြတော့နိုင်ငံခြားလက်ရောက်သွားအောက်ခြေလွတ်ပြီးတော့တရားနဲ့တရားကုညီရမှဆက်တဲ့တယ်မရှိတော့ဘူးတော့ပါလားအာငါနိုင်ငံခြားမှာနေတာမင်းတို့ကတော့မြန်မာပြည်ကဟိုတိုးထဲမှာနေတဲ့ပုံစံနဲ့ငါကနိုင်ငံခြားမှာနေတာဆိုပြီးတော့အောက်ခြေတွေလွတ်ဘဝင်နေမြင့် ပြီးတော့ကူညီမဲ့အခုဆိုကူညီဖို့လည်းမစင်စားကိုမြန်မာအချင်းချင်းပြန်ပြီးတော့ထိုးနေတဲ့မြန်မာတွေအများကြီးရှိတယ်အဲ့ဒါတွေကြတော့ဘလို့ခေါ်မလဲသူတို့ကြီးပြင်းခဲ့တဲ့ဘဝပေါ့နော်သူတို့ကြီးပြင်းခဲ့တဲ့ဘဝပဲဆိုရမလားသူတို့ဖြတ်တန်းခဲ့တဲ့ဘဝပဲဆိုကိုချင်းဆန္ဒစိတ်မရှိတော့အဲ့ဒါသူတို့ရဲ့ဗီဇဖြစ်သွားပြီအဲ့ဒါကရုပ်မာသူတွေရဲ့ဗီဇလို့ခေါ်တယ်ဒီကဗီဇဆိုတာလေပြောင်းလို့မရအောင်နော်အဲ့ဒါလည်းမမေ့နဲ့ဒုတိယဗီဇဆိုတာပြောင်းလဲလို့မရအောင် အဲ့ဒါလေးအန်ဒီကပြောပြချင်တာပေါ့နော်။ဘာကြောင့်လဲဆိုတော့လူဖြစ်ပြီးတော့လူစိတ်တက်မရှိတဲ့လူတွေလူဖြစ်ပြီးတော့ကိုချင်းစာကိုချင်းစာနာတရားမရှိတဲ့လူတွေအန်ဒီကဆက်ဆံလို့မရအောင်အနည်းငယ်ပေါင်းသိမ်းလို့လည်းမရအောင်ပြောလို့လည်းမရအောင်လူဖြစ်လာလို့ရှိရင်ကိုချင်းစာနာစိတ်ရှိရမယ်။အထူးသဖြင့်ကိုမြင်မာတွေဒုက္ခရောက်တယ်ဟေ့ဆိုလို့ရှိရင်ကုညီရမှာပေါ့နော်။အဲ့ဒီအနိပြောတဲ့ဒီနေ့ဟာအလဘတလဘပြောမှာနော်ပြဟိုဒီဘော်ဒီလိုပေါ့အဲ့ဒီနေ့ကြာတော့လည်းဖြစ်ချင်တော့ဒီနေ့မှာဟိုဒါအန်ဒီက ီမှာစာချေးမြင့်မှန်လောက်တာပေါ့နော်စာချေးမြင့်မှန်သက်သက်ရှိတယ်ပြီးတော့ away tv ကြည့်ရင်မြင့်မှန်တစ်ခုရှိတာပေါ့နော်ပြောလာရင်ဒီနိုင်ငံကုန်ကြစိတ်အကြောင်းဖြစ်ကျွန်တော်အနည်းမြင့်မှန်ဒီမြင့်မှန်ကမဲဆောက်မှလောက်တာသိလားမဲဆက်မှလောက်တာဘယ်လောက်ကြလဲဆိုတော့ progressive လို့ခေါ်တာပေါ့နော် progress အနည်း away ကြည့်တာပေါ့အဲ့ဒီအနည်း away ကြည့်တာကိုမဲဆောက်မှအန်ဒီဘတ်3000နဲ့900ပေးရတယ်ဘတ်3500ဆိုတော့အန်ဒီရဲ့ကိုယ်ခိုင်းတဲ့ကိုပေါ့နော်အဲ့ဒီဒီကန်သဘောကြတာဟုတ်ကိုကဒီရောက်တဲ့ခိုင်းကိုဟိုမှာဘောဘလုခေါမလဲ မျက်စိစမ်းနာရဲ့မျက်စိစမ်းနာရဲ့ပြီးတော့ဒီဟိုပေါ့ဒီဟိုမျက်မှန်မျက်မှန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 ်မိုးပေါ့နော်အဲ့ဒါအားလုံးက3500ပဲကြာဘတ်3500နော်ဘတ်3500ဘတ်3500အခုမျက်မှန်လည်းဖြစ်ချင်တော့ဒီကတုတ်တာကြီးများတဲ့ခါကျတော့ဒီမှာကျိုးသွားတယ်ဒီရှိလေးကအဲ့ခိုင်းကအန်တီအကျိတ်ဆုံးခိုင်းပေါ့နော်ကျိုးသွားတဲ့ခါကျတော့ကိုကပြန်တက်တဲ့ခါကျမျက်မှန် မหนีတဲ့အခါကျတော့စာလုံးတွေအခုတော့မနေချရတယ်ဟိုမျက်လုံးတွေကလေမမပေါ်ဝါဝါတက်တက်ကုန်တာပေါ့နော်ဟိုအဝေးကြီးဆိုလည်းမြင်လို့မရတော့အနည်းကြီးဆိုလို့ရှိရင်လည်းဟိုစာတွေကဟိုမျက်မှန်ခိုင်းကြသူတို့ခိုင်းရကွဲသွားတဲ့အခါကျတော့ဒီသူတို့မှန်ထည့်ထားတဲ့အရာတွေကအဆင်ပြေတော့ဘူးနော်အဲ့ဒါကြောင့်လားမသိဘူးလုံးဝမျက်မှန်ကအဆင်ပြေတော့မပြေတော့အဲ့ဒါမျက်မှန်ဆိုင်ပြေးပေါ့တော့အမမျက်မှန်ဆိုင်ပြေးရပါတယ်ဒီမှာကမျက်မှန်တစ်ခုသွားလို့မယ်ဆိုရင်မျက်မှန် မျက်စိစမ်းတာနော်မျက်စိစမ်းမျက်စိစမ်းတာကိုပဲဒီရငွေနဲ့ဆိုရင်1800ကျတယ်ဘက်နဲ့တပတ်ငွေအနေမတွက်တတ်ဘူးတိလားအနေဘက်နဲ့တော့တပြမယ်မျက်စိစမ်းတာပဲနော်မျက်စိစမ်းတာနေမယ်ဘက်နဲ့ဆိုရင်1800ကျတယ်ကြည့်ကြည့်အဲ့ဒီ1800အပြင်ကိုမျက်စိလည်းစမ်းပြီးတော့ तू ကအဲ့ဒီမျက်မှန်ကိုကြည့်တာပေါ့နော်မှန်တော့မှမှန်အမျိုးအစားပေါ့အဲမှန်ဆိုလို့ရှိရင်ဘယ်အမျိုးအစားပေါ့မှန်မှတ်3 4 5အားအများကြီးပဲ အဲပြီးလို့ရှင်အဲ့အမှန်မျိုးစားကို तू ကပြောပြီးလို့ရှင်ဘယ်အမှန်မျိုးစားဟုတ်တဲ့ဆိုရှင်နောက်ပိုင်းတွေ့လို့ရှင်အ ਨੇ ဆုံးမကြဘူးဆိုရင်အ ਨੇ ဆုံးတော့အ ਨੇ ဆုံးဈေးပြောတာအ ਨੇ ဆုံးဈေးဆိုလို့ရှင်အဲ့ဒါဘတ်တောင်းခွဲရှိတယ်ချက်ဘတ်တောင်းခွဲဆိုတော့ကိုထိုင်းမှာသွားလောက်တာကွာ3500ပဲရှိတယ်ကွာဘတ်တောင်းခွဲပေးရမှာဆိုတော့စိတ်ပြတ်တာပေါ့နော်ဈေးကြီးတာပေါ့ခုချိန်မှာကိုထိုင်းလည်းပြန်လို့မရဘူးထိုင်းမှာပြန်လို့လည်းမရဘူး ဟိုပြီးတော့နောက်တစ်ခုကျအဲ့တခုတော့ကောင်းတာဒီမှာလာတာကျတော့ဒီမှာဒီနိုင်ငံလုပ်ပြီးလေရလေကိုထိုင်းမှာလုတ်ခဲ့တာဆိုတော့တချို့ကပြန်မလုတ်ပြီးတော့နင်ထိုင်းမှာလုတ်ခဲ့တာပဲနင်ထိုင်းမှာသွားပြီးတော့လုတ်ခဲ့တဲ့ကျတော့ထိုင်းမှာပဲနင်ပြန်ပြီးတော့လုတ်ပေါ့နော်ဒါတို့မကိုင်းတိုက်ဖို့ကွယ်ဒါကတို့ထုံးဒါစီးပွားရေးသမားတွေရဲ့ကုမ္ပဏီတွေရဲ့ထုံးစံပေါ့နော်ဆိုအနီပြောချင်တာအခုချိန်မှာအတိမှာမျက်စိကမမြင်ရသိတော့မမြင်ရအဲ့လိုပေါ့ကြည့်ရသိအစင်ရပြေပေါ့ပြောချင်တာဘာလဲဆိုတော့ဒီမှာတချို့လူထင်တယ်လို့ပေါ့ ဟာဆွေနိုင်ငံနိုင်ငံเจ้าမှာပတ်စံရှာလို့ရတယ်နိုင်ငံเจ้าခြေဟုတ်ပါတယ်ကောင်းပါတယ်ပတ်စံရှာလို့ရရပါတယ်ပတ်စံလို့ရတယ်လို့ကောင်းလဲကောင်းဒါပေမဲ့ပတ်စံရှာပြီးတော့ကုန်ကြမစေကြအရင်များတယ်အဲ့ဒါလေးမမေ့နိုင်နဲ့ကိုချွေတာ၃နိုင်မှဟိုဘလို့ခေါ်မလဲကြံတာပေါ့နော်ကိုတက်ကြံတာပေါ့အန်ဒူဆိုရှင်ချွေတာတယ်ချွေတာလဲဆိုတော့အခုချွေတာပါတယ်ဆိုအနေဆိုလို့ရှင်ဖနက်ဆိုလို့ရှင်ခုဆိုနွေရာသီရောက်လာပြီဆိုတော့နွေရာသီဖနက်ပေါ့ တည်ရမလား walking shoe ပေါ့ lunch shop ဖက်နက်ပေါ့အဲ့ဖက်နက်ကလည်းအန်ဒီကဒီမှာဆိုလို့ရှိရင် echo တော့တည်ရမလား adidas တို့အဲ fila တို့အဲ့လိုမျိုးနာမည်ကြီးဒီဇိုင်းတွေရှိတယ်ကွာအဲ့ဒါဆိုရရင်မနေဘူးပေးရရင်ဘတ်ထောက်နဲ့ဘတ်နှစ်ထောင်ရှိတယ်တချို့ကဆိုဘတ်သုံးထောင်ရှိအန်ဒီပေးမစိငါစိလဲဟိုတည်ရမလားငါစိလဲဟိုဒီအချိန်နဲ့ပြတ်မှာပဲဆိုတော့အတွင်းနဲ့အန်ဒီဘယ်တော့မှဖက်နက်တွေဆိုရင်အန်ဒီ brand မစိဒါပုပ်ဝေလင်းပြောတာ brand ဘတ်တော့မှအန်ဒီပေါ်မှာအန်ဒီ brand ဆိုတာ စိတ်မကြိုက်ဘူးမကြိုက်ဘူးဟိုဂူချီဆိုလို့ရှိရင်လည်းကွာဟိုသူ့ဘာသူဂူချီတာပဲဒီဇိုင်းနဲ့မှအနေကြီးတာဘာတွေမှမသိဘူးဘယ်ပေါ်တော့လူတယောက်အကြိုက်တယ်မျိုးစီပေါ့အနေစင်ငယ်ချင်းကဆိုတော့ရေလည်းကြိုက်တယ်ဂူချီတို့ပရာတာတို့ဒီလားမန်နေဂျာတော့အဲ့လိုမျိုးဟိုရမ်းရိုလေးဆွဆွဲလန်းလန်းထဲမပါဘူးအဲ့ဒါလေတခုကောင်းပါတယ်အနေကျတော့အာငါဝစ်လိုက်လို့ငါရဲ့မျက်စိထဲမှာတင့်တော်နေပြီငါမျက်စိထဲမှာလှနေတယ်ဆိုပြီးတာပဲပေါ့နော်အဲ့လိုမျိုးကိုယ့်အကူတွေးတာပေါ့နော် ပြောချင်တာဘာလဲဆိုတော့နိုင်ငံခြားမှာနေတိုင်းလဲဟိုရံပရာသုံးလို့မရပါဘူးလို့เนาะအဲ့တခုလေးသိစေချင်တယ်နိုင်ငံခြားနေတယ်မှန်တယ်ဒါပေမဲ့နိုင်ငံခြားမှာနေတိုင်းပတ်စံတွေပေါ်တယ်ဆိုပေမဲ့လည်းဟိုပေါ့ trader သုံးရပါတယ်နောက်တစ်ခုပေါ့အန်ရက်ကစွန်းရဆိုအရန်ကြိုက်တာကစွန်းရကိုတည်အောင်ကြိုက်တာဒါပေမဲ့ဒီမှာကစွန်းရမရှိတော့ရှိထိုင်းဆိုင်မှာရောင်းတာပေါ့เนาะတော့ဝယ်စားမယ်ဆိုရင်ဒစည်းကိုမနေ့ကတော့ဝယ်တာဘယ်လောက်လဲ90လား70တော့ပဲပါတယ် 50ဆိုလို့ရှိရင်ဘတ်နံပါတ်တွက်ကြည့်လိုက်အောင်150ဖြစ်သွားပြီဟုတ်ဘတ်150ဆိုပတ်စံကအနေနဲ့ပတ်စံမဟုတ်လीဟုတ်တယ်မလားအနေနဲ့ပတ်စံမဟုတ်ဘူးအဲ့ခါကျတော့ကစွန်းရဆိုရင်သူကတစ်ခါလောက်ပဲစားကစွန်းရကြတဲ့သူကကစွန်းတော့လောက်မစားဒါပွေလည်းပြောတာဘာကြောင့်လဲဆိုတော့ခြွေတာတဲ့နေမှာမခြွေတောင်းလို့မရအောင်တပတ်ဆိုရင်ဘယ်လောက်ထားမလဲ ငါတို့တပတ်ဆိုရင်ဘယ်လောက်ထားမလဲ။ဘာကြောင့်လဲ anti lag oscillator ကောင်းကျင်တာပေါ့နော်။ oscillator လေးပင်စင်လေးကောင်းတဲ့ခါကျတော့ကိုမီးတွေမြင့်တရလို့ရှင်မီးတွေနဲ့တွာလာဟဲမီးတွေမဟုတ်ဘူးပေး။အဲ့လိုမျိုးခွာကျင်တာလေးကိုကပြေကိုလှူကျင်တာပေါ့နော်အန္တရာအများဖြစ်နော်အန္တီဘွားတွေအန္တရာလှူတာများတာကိုကအလှူဝါနာပါတော့ဘွားနာပါတာမဟုတ်အလှူလှူကျင်တာပေါ့နော်ကိုတင်ကိုနောက်ပါမဲ့အရာဆိုတော့အလှူပဲရှိတယ်နော်အဲကြောင့်လို့အလှူလုပ်ချင်တယ်ဆိုတော့ဩငါဘာပဲဖြစ်တော့ငါ ကောင်းဆုံးတော့ငါဟိုမသေးခင်တော့ငါပတ်စံလေးရှာမယ်ဆိုတော့အနေလွတ်လွတ်ပါတယ်ဒါပေမဲ့ဒီခါလေကြောက်လို့ရှင်ကိုကဘလောက်ပဲပတ်စံဆူဆူအိုးစားဝင်ဝင်ဘလောက်ပဲဝင်ဝင်ထွက်ငွေရတဲ့ခါကျများအဲ့တော့အခုဆိုမျက်မှန်တော့ရမယ်မလို့လည်းမရဘူးလေကိုကဒီမျက်မှန်တစ်ခုနဲ့ပဲကိုကဒီစာကြည့်ရတော့အလုပ်ထဲမှာဆိုလို့ရှိရင်မျက်မှန်မရှိမရဘူးလေကွန်ပျူတာကြည့်ရတော့ပြီးလူမာရီရဲ့မှတ်တမ်းတွေပါရေးရဆိုမျက်မှန်မရှိမရကွန်ပျူတာနဲ့အလုပ်စနစ်ကသွားတာဆိုတော့မျက်မှန်ကလုံးဝကိုမရအောင်မျက်မှန်မရှိမရအောင်ဆိုတော့အခုကြည့်ဖတ်ပေါက်ကုန်ပြီ ညမှလောက်ရတော့မယ်ပြောချင်တာဘာလဲဆိုတော့တခါလေကြာမထင်မှတ်ဖဲနဲ့အဲ့လိုပေါ့ပတ်စံကုံပုတ်တွေကုံပုတ်တွေဖြစ်လာအများကြီးပဲကုံပုတ်တွေပေါ့နော်ဟာတော်ရရဟာဟိုကထွက်ပြန်ပြီဟာဒီကနေပြဆံကုံမြန်ပြီဟာဟိုအမျိုးသားလည်းဘာလို့မလဲ तू ကလည်းဒီမှာနှလုံးထိထားတော့ तू ဆိုလို့ရှိရင်လည်းနေကြည့်ပါဦးဖိတ်ကုန်ပြီတော့ तू ဆိုလို့ရှိရင်လည်းတော့ तू save ဖို့ရှိတယ်အန်တီရဲ့ save ဖို့ရှိတယ်ဟော ပြောချင်တာမထင်တဲ့အကြကြီးတော့ခြေရာကြီးတယ် ဒါပေမဲ့မြန်မာနိုင်ငံမှာကြောက်လေအဲ့တခုအံ့ဩတာပေါ့နော်ကိုမြန်မာလူမျိုးတွေတခုတကယ်တော်တယ်တို့မြန်မာလူမျိုးတွေကဘာလဲဆိုတော့ဘလောက်ကြီးရဲ့ပတ်စံအခက်ခဲဖြစ်နေမစေဘလောက်ကြီးပဲဟိုငလင်ကြပါစေဘလောက်ကြီးပဲရေကြီးပါစေဘလောက်ကြီးပဲကုံစုံကုံစိမ့်လို့မိုးပေါ်တက်နေပါစေသူတို့သူတို့ကသူတို့စားတက်အောင်တနေ့စာတနေ့စာလေးတော့စားတက်အောင်သူတို့နေသွားနိုင်သေးတယ်ဘလို့ခေါမလဲအငတ်စင်းထဲမှာပါသေးဘူးအဲ့ဒါလည်းကျေးဇူးတော်ပဲ ပြန်စင်းစားတို့မြန်မာလူမျိုးတွေအငတ်စင်းနဲ့မပါသေးဘူးနော်အဲ့ဒါတော်သေးတယ်သလားဟိုတို့မြန်မာလူမျိုးတွေရဲ့ကုသိုလ်ကံမပြောရမလားမသိဘူးနော်တချို့နိုင်ငံတွေဆိုလို့ရှိရင်အငတ်စင်းနဲ့ပါကုန်တယ်အီသီယိုးပီးယားတို့ဘာလို့ဆိုလို့အစ်တင်မပါကုန်တာပေါ့နော်ဆိုလို့ရှိရင်ကြားကြားကြမှာပဲလေအီသီယိုးပီးယားတို့ဘာလို့အငတ်နိုင်ငံနဲ့မှာပါတာပဲအဲ့လိုမျိုးတမန်နိုင်ငံနိုင်တာမဟုတ်လीဟုတ်တယ်လी မတော်နိုင်ငံကဘလောက်ပဲငယ်လျင်တံမဲ့ခံခံရရေဘေးပဲကြီးရကြီးရယနေ့ထိငါတို့နိုင်ငံမြန်မာနိုင်ငံသည်အငတ်ဘေးနဲ့ကြုံနေရပါတယ်လို့ခါမှမကြားဘူးပဲတည်င်းထားမှလည်းဖွင့်ပြသေးဘူးတို့ရတာတို့နိုင်ငံရဲ့တို့လူမျိုးတွေရဲ့ဘလို့ခေါ်မလဲရှိတော့ရှိမှာပေါ့နော်တချို့တွေစင်းရဲကြမှာပဲဒါပေမဲ့လေသူတို့တနေ့စာလေးကိုတော့သူတို့ရက်တည်သွားနိုင်သေးတယ်နော်တနေ့စာလေးတချို့ပြောလဲမရှိတာကိုတော့မသိဘူးနော်ကိုကလည်းမမြင်ရတော့ကိုမသိဘူးပေါ့နော်ဟိုရှိလည်းရှိမှာပေါ့နော် ဒါပြောချင်တာဘာဖြစ်ဖြစ်တော့အငက်စင်းရင်းနိုင်ငံမှာပါသေးတာတော့ကျင်းသေးတယ်။အဲ့တည်းလဲကိုကိုနိုင်ငံလူမျိုးတွေလေအနေတကယ်ချီးကျူးတယ်သလားတို့မြန်မာလူမျိုးတွေကလေဘလောက်ပဲဘေးဒုက္ခကြုံဟာကြုံဟာတနခါလေးတွေနဲ့အပြုံးပြက်လဲအပြုံးလည်းမပြက်နိုင်ကြဘူး။ပြီးတော့ complain မတက်ကြဘူး။ဟာဖြစ်လာပြီပဲကွာငါတို့ဖြစ်လာရင်ငါတို့ရင်ဆိုင်မှာပဲဆိုတော့စိတ်တက်လေးအမှုမြန်မာလူမျိုးတွေမှာရှိရတယ်။ ဲ့ဒီကအရန်လေးစားတယ်သူနေမှာလူမျိုးတွေပေါ့နော်။ဘာဖြစ်ဘလောက်ပဲဒုက္ခအခက်ခဲရောက်တော့ခဏတာပဲနော်ခဏတာလေးအဲ့ဒုက္ခအောင်ခံလိုက်မယ်။ငလေတော့လည်းငလေရောက်ပေါ့နော်။ဟောပြီးလိုက်ပြီးတော့လည်းအစင်တပြီးသွားတာပဲ။သူ့အတူလောက်ကြတာပဲပြီးတော့အဲ့လိုပေါ့ဆယ်လီတွေရတဲ့တန်းတဲ့ဘက်ကကူညီကြတာပဲနော်။ဆယ်လီတွေကလည်းဆယ်လီလျှောက်ကူညီကြတယ်။အဲအဲ့လိုပဲဆယ်လီမောက်တဲ့လူလူတွေကလည်းသူတို့အချင်းချင်းသူကူညီကြတာပေါ့နော်ဟိုပြင်ပလူတွေကလည်းဟိုနိုင်ငံခြားလူတွေကကူညီကြတာပေါ့ပြောချင်တာဘာလဲဆိုတော့တို့နိုင်ငံကဘလောက်ပဲကဆက်ဆက် တို့နိုင်ငံကမြန်မာလူမျိုးတွေတချို့ကဘာပြောအငတ်စင်းနေမှာတို့နိုင်ငံမပါသေးဘူးအဲ့တော့ကျွန်တော်တို့ဂုံယူရမှာတိလားအဲ့တကုတကယ်ပါအနေကိုနိုင်ငံလူမျိုးတွေတော့ရမ်းအောင်ဖြစ်တယ်အခုနောက်ပိုင်းမှာတော့အနေလဲဟို face youtube လည်းသိမကြည့်ဖြစ်တော့ပါဘူးဘာလို့မကြည့်ဖြစ်လဲဆိုတော့ youtube ကလေဒီနေ့အလာဘတ်တလပပြောမှာနော်ဒီနေ့အလာဘတ်တလပပြောမှာဒီနေ့အန်ဒီကဘာလို့ youtube မကြည့်လဲဆိုတော့ youtube ကြည့်ရလို့ရှိရင်ကွာသိရမလား အဲပေါ့အစိမ့်ဘက်ကလည်းအစိမ့်ပေါ့နော်အခုသူတို့ပြောနေအစိမ့်ပေါ့အစိမ့်ဘက်ကလည်းအာအနီးတွေဘလို့ခံနေရတယ်အနီးတွေဘလို့ရှုံးသွားလဲဆိုပြီးတော့ပျော်တဲ့ပျော်တဲ့ comment တွေတင်ကြရတယ်နော်အော်အဲ့လိုပဲအနီးတွေကလည်းဟိုအနီးတွေဘက်ကဟိုပေါ့ဒီနောက်ဆုံးပြောရမယ်ဆိုရင်အနီးတွေဘက်ကဆယ်လီတွေအစားပေါ့နော်တိုးပြေးသွားတဲ့ဆယ်လီတွေပေါ့နော်ပြေးသွားတဲ့ဆယ်လီတွေစားစားဗားရေးရဲဆိုတော့ ဟာကျွန်တော်တည်င်းကောင်းလေးပြောချင်ပါတယ်တည်င်းကောင်းနဲ့အာရပါရရှင်လေးနဲ့ပြောလိုက်ချင်ပါတယ်အခုဆိုလို့ရှိရင်နေပြီးတော့တက်သိမ်းတော့မယ်လို့ကျွန်မပြောချင်လိုက်ပါတယ်အဲ့ဒီလူတွေဘာလို့အဲ့လိုပုံတိုက်ရှောက်ပြောနေရတာလဲလို့ဟုတ်တာလည်းမဟုတ်နော်ရှောက်ရှောက်ပြောပြီးတခါကျတော့ရှင်တို့တွေပြောရှင်တို့တွေရဲ့ဟိုဘလို့ခေါ်မလဲဟို page တွေနာမည်ရဖို့အတွက်ကို လူမျိုးတွေရဲ့အသက်တွေတည်င်းနေအမှားတွေရှောက်ပြောတာကြီးကတော့မမိုက်ဘူးနော်အဲ့ဒါလည်းကျမလည်းနားမလဲပြောချင်အန်တီလို့ပြောလေကျမလို့ပြောပေါ့မွေးငါချက်ချင်းနဲ့ပေါက်ကြိုက်ပြောချင်တာပြောမယ်မွေးငါချက်ချင်းနဲ့ဒီနိုင်ငံကုံစင်းလုံးနေပြောမယ်မွေးငါတွေနှွင်ရင်နဲ့အဲငါတွေနှွင်ရင်နဲ့အဲဒီနိုင်ငံမှာရှိတဲ့မြန်မာဈေးကြီးတာပြောမယ်ပြောပါလားအဲ့လိုအဲ့ဒါလည်းတချို့စိတ်ဝင်စားစားမှာပဲလေအခုကရှင်တို့ဟာကြီးကရှင်တို့ page တွေနာမည်ကြီးဖို့အတွက်ရှင်တို့ဒေါ်လာရဖို့အတွက် အာအခုဆိုပဲဟိုဘဘကြီးပဲနှစ်ဖြန်တစ်ပတ်ခါပဲဘဲသွားမလို့လို့အာအခုပဲဟိုဘဲနေဘဲမှာဘာဖြစ်လို့ရှောက်ပြောတာကြီးအလေးပဲမရှိဘူးနော်အဲ့ဒါကြီးကိုကျမအစ်ကြည့်ပြီးတော့အော်တို့လူမျိုးတွေလည်းဟိုတစ်ခါလေကြလို့ရှင် စီဝိုင်းသမားကပတ်စံရဖို့အတွက်ဆိုလို့ရှင်ဘာပဲလောကလောကနော်တို့ပိတ်ချင်နေမယ်ကြီးဖို့အတွက်ဘာပဲလောကလောကဘာပြောပြောချင်ပြောပြောနေမှာပဲအဲ့မဲ့ဒီနေ့ကတော့အန်ဒီက အဲ့ဒီမြန်မာလေးကျုပ်မြန်မာခိုင်းကိုဒီရှေ့မြန်မာခိုင်းခွဲပါတယ်မြန်မာထက်လောက်ကမယ်ပတ်စံထွက်ပေါက်ထွက်ပေါက်ထွက်ပေါက်ဒါကြောင့်လို့ဒီနိုင်ငံမှာနေရနေဟိုအထင်စွတ်မကြည့်ကြနဲ့ဒီနိုင်ငံမှာတချို့ကိုယ်ပိုင်စေပိုင်သမားတွေဆိုအခွင့်အရေးရမ်းပေးရတာအဲ့လိုမျိုးဒီမိုကရေစီနိုင်ငံတော်မများအခွင့်အရေးပေးရတာများတယ်လीအခွင့်အရေးနဲ့ပဲပြီးအဲ့အခွင့်အရေးကြတော့လဲ ဟိုတချို့ငပြင်းနေပေါ့နော်တချို့ငပြင်းနေအလုံးမှုငပြင်းနေအဲ့အခွန်နဲ့ထိုင်စားပါမှလုံးမလို့ကြောက်အစိုးရပေးတဲ့ဒီအခွန်နဲ့အစိုးရပေးတဲ့ဒီဟိုထောက်ပံ့ခွင့်နဲ့ထိုင်ပြီးတော့ဘာမှလည်းမလုပ်ကြောက်အဲ့ဒါလည်းမှားတယ်အဲ့ကြတော့လူပြင်းနေဖြစ်သွားတာပေါ့နော်လူပြင်းနေဖြစ်သွားတယ်ဆိုအန္တရာယ်တော့မဖြစ်ကြပါရှင့်အဲ့ပြောချင်တာကဘာလဲဆိုတော့အဲအန္တရာယ် life ကပေါ့နော်ဟိုတချို့တွေပြင်းနေလည်းပြင်းမှာပေါ့နော် ဒါပေမဲ့အရင်ပြောချင်တဲ့အရာလေးတွေကအလိုလိုခေါ်မလဲဟိုသူများတည်င်းယူကိုကတည်င်းလို့ကိုနိုင်ငံရဲ့ကိုနိုင်ငံရဲ့မငမငေမတက်ဖြစ်နေတာအယူတည်င်းတွေလို့ပြီးတော့ကို page ရပို့အတွက်တောင်းပန်မှုတော့အရင်ပြောချင်ပါဘူးအရင်ပြောချင်တာကဘာလဲခါလေကြလို့ရှင်ပေါ့နော်ပြန်စဉ်းစားတာပေါ့အတချို့အရာလေးဆိုအရင်ပြောချင်လဲဆိုအရင်ဒီနေ့အသက်58နှစ်ရှိပါပြီ58နှစ်အရွယ်မှာအရင်ဖြတ်တန်းခဲ့တဲ့အရာလေးတွေမှာဝမ်းနေခြင်းလည်းရှိတယ်ပျော်ရွှင်ခြင်းလည်းရှိတယ် life က up and down လေနော်အမြဲမျိုးပဲ ဖြစ်တဲ့ခါကျလောဘဆိုတာက အမြဲတမ်းအတက်အစင်ရှိတယ်เนาะတစ်ချိန်လုံးနဲ့ပျော်နေရမှာမဟုတ်တစ်ချိန်လုံးလဲငိုနေရမှာမဟုတ်ပေါ့เนาะပြောချင်တာအဲ့လိုပြောချင်တယ်နောက်တစ်ခုကြတာပါလဲဆိုတော့အဲ့ဒီခုပေါ့เนาะဒီကိုဖြတ်တန်းခဲ့တဲ့အခု58ကဏ္ဍအတွင်းရောက်ပြီဆိုတော့အခုနောက်ပိုင်းအနေသက်ကြီးလာလေဘာဖြစ်ချင်လဲဆိုတော့အနေမြန်မာပြည်မှာပဲအေးစိနေချင်တယ်မြန်မာပြည်လည်းမဟုတ်ပါဘူးဘယ်နေရာဖြစ်ဖြစ်ပေါ့เนาะဒီနိုင်ငံမှာကြတော့ဒီနိုင်ငံရာသီဥပဒေအနေနဲ့မကိုက်ဘူး ဒီမှာအရင်အေးတယ်အခုလိုမျိုးနေတိုင်းတောင်းမို့အမိုးတွေကတော့မဆိုရင်6ရက်ခိုက်လာပါလေကိုကိုရဲ့ဒီဟိုခြေလက်တွေကမကောင်းတော့ဘူးတိလားပြောကိုတိုင်းကလည်းအခုဆိုလို့ရှင်အဲမနေ့ကဆေးသွေးသွားစစ်တော်ဒီသွေးပြည့်သွေးသွေးသွေးထဲမှာပေါ့သွေးခဲနေတာပေါ့သွေးပြည့်ရောကဖြစ်ဆိုတော့သွေးကျဲဆေးတွေစားနေရတယ်ကြည့်တခြားချင်တာဘာလဲဆိုအစားအသောက်လည်းကိုချင်းချင်ရတယ်အသက်ကြီးကတော့ရှင်ယောဂဝေဒနာလည်းကိုချင်းချင်ရတယ်အကောလော့ကိုချင်းချင်စားတောင်းနေရတယ်ပြပြတာကလေအဲ့ဒါကြောင့်အနေပြောချင်တာကနံပါတ်1က လူကဘလောက်ပဲပတ်စံချမ်းသာပါစေစိတ်မချမ်းသာတဲ့အလကားပဲအဲ့လိုပဲဟိုပေါ့လူဖြစ်ပြီးတော့ကိုချင်းစံလာတဲ့စိတ်မရှိနေအဲ့လူရဲ့လိုတော့အနည်းငယ်မသက်မတ်ဘူးလူရဲ့လိုဖြစ်လာရင်ကိုချင်းစံလာတဲ့စိတ်ရှိရမယ်လို့ပြောစကားပြောတဲ့မှာငါးနှစ်ပြီးသွားကြည့်ရနော်လူဖြစ်လာလို့ရှိရင်ဘာဖြစ်လဲဆိုတော့ဟိုလူရဲ့လူရဲ့စိတ်ဓာတ်ပေါ့နော်လူတစ်ယောက်ရဲ့ဒီပေါ့ကောင်းသောစိတ်ဓာတ်ပေါ့နော်ကိုချင်းချင်းကိုမနှိမ်မှုကိုချင်းချင်းကိုခေါင်းပေါ်ဖြတ်ဖို့ ဲ့လိုမျိုးစစ်တက်ကတော့ရှိရမယ်အခုစကားကမျက်မှန်မျက်စိကလေးမှုံတော့တော့ဖြစ်နေတယ်မျက်မှန်ကလေးကွဲထားတော့မှန်လေးကနေရာမကြအောင်နေရာမကြတော့ကြည့်ရတက်နိုင်နေချက်တောက်ကြနေမှာတော့လို့ပြောချင်တာပါလဲဆိုတော့အန်တီရဲ့ live ကဟိုခါလာကြလို့ရှင်အန်တီသူဆိုမြန်မာနိုင်ငံအရင်လွမ်းတာပေါ့မြန်မာနိုင်ငံပေါ့မြန်မာနိုင်ငံဘလို့လွမ်းဆိုတော့အော်ငါတက်ချင်းပေါ့ပြန်နေချင်တာပေါ့လူတွေကလည်းကဲနေကြတော့လေဟိုညာနေကြကို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 ညာနေကြတာမှန်ပါတယ်နိုင်ငံခြားမှာသွားတဲ့လူတွေ အနေသိရတော်တော်များကအခြေခံကြညီမနိုင်ငံပြန်နေကြလို့ပဲဘလို့ခေါ်ဒီနိုင်ငံမှာကွာပတ်စံရှာလို့ရတယ်ကွာဟုတ်မလားပတ်စံရှာလို့ရတယ်ငါပတ်စံကောင်းကောင်းမွန်စုမယ်ပြီးလို့ရှိရင်ကိုယ့်နိုင်ငံမှာစီးပွားရေးတစ်ခုလုပ်မယ်ပြီးလို့ရှိရင်အေးစစ်စစ်ပေါ်တော့နေကြမယ်တချို့ဆိုလို့ရှိရင်မင်းမျိုးမှာအိမ်တွေဝယ်ကြအများကြီးပဲသိလားအာဒီနေ့အသက်ကြီးလို့ရှိရင်မင်းမျိုးမှာပြန်နေကြမယ်ဘာလို့ပေါ့နော်ဘာကြောင့်လဲဆိုလူကအသက်ကြီးလာလို့ရှိရင်ကိုယ့်ပြည်ကိုယ့်မိဘကိုလွမ်းတယ်အဲ့ဒါတဘာဝတရားပဲအသက်ကြီးလာရင်ကိုယ့်ပြည်ကိုယ်လွမ်းတယ်အသက်ကြီးလာတဲ့မြတ်အနည်းဖြေဆိုလို့ရှိရင်လေးတလား သူဘလောက်ပဲသူရန်ကုန်မှာသူနေအချိန်တိုင်းကျသူတော့သူပြန်တယ်ဒီလားတေးရင်တော့မတော်မှသေးွားတာတော့အတိဖေတော်မှတယောက်သေးသေးွားတာသူ့အတူပေါ့နော်ဟိုသူတော့သူရန်လွမ်းတယ်သူသူကပါးဟိုပေါ့နော်တော့ပေါ့နော်ဘလို့ခတော်လို့ပြောဘလို့ခေါမလဲဟိုပေါ့အဲ့ဟိုဘတ် ကတော့လယ်သမားမိသားစုကမွေးဖွားလာတော့ပေါ့နော်အချိန်တန်ကြာအဲ့ချောင်းလေးမြစ်တီမှာငါးသွားများတာတို့အဲ့လိုမျိုးပပရန်သဘောကြာတာသိလားရွာရိုးပေါ်လို့ကိုလူခွန်ရွာရိုးရွာရိုးကိုပေါ့ရှောက်တော့လားအဲအဲ့အမျိုးတွေလေအဲရွာလဲမှာရှောက်တယ်တကယ်ချင်းတော့တွေ့မယ်ယူနေချမ်းလေးတောင်းမယ်စကားတွေပြောမယ်အဲ့ဒါကိုအနည်းဖြေသဘောကြာအနည်းပြောချင်တာဘာလဲဆိုတော့အသက်ကြီးလာတာညဟိုဘက်ကလည်းကြုံလာပြီเนาะဝင်းကလည်းကြုံလာပြီလေအញိုင်းလည်းမဆောင်ရဘူးအခုဆိုအရင်ဆိုအခုဆိုမနေ့စာပဲစနေနေ့ပြန်စာမအနေစာတော့ အနေနဲ့ရှင်ငါပြောသီးစားရဲစေးနဲ့ပေါ့နော်ငါပြောသီးစားရဲပြီးလို့ရှိရင်စတိတိပဲစားရဲကျန်ဘာမစားတော့ဘာကြပတ်စံချူတာမဟုတ်ဘူးကိုရောအားကြောင့်ပေါ့နော်ဝိတ်ကတက်လို့မရအောင်လေနော်ဝိတ်ကတက်လို့မရအောင်ကိုလက်စထရောလည်းရမ်းမြင်နေဆိုလို့ရှိရင်သူက effect တွေလာမယ်လေယောဂါတွေပိုဝင်မှာဆိုလို့ဆိုတော့အဲ့ဒါကြောင့်လည်းအနည်းအစားအသောက်ကိုပြန်ပြန်ထိန်းတာပေါ့နော်စားချင်တာပေါ့အခုလိုမွေးငါစားမယ်ဖန်ဆောင်ကအပီဆွဲမှာမွေးငါအရင်ကျချွေးမှလည်းကျတယ်အသားလည်းကျတယ်ကြားလည်းကျဆိုတော့အဲ့ဒါမွေးငါအပီဆွဲမှာပြောချင်တာပါလဲဆိုတော့ ခါလေးချက်အန်ဒူအန်ဒူတွေကဟိုပေါ့ဟိုကိုအန်ဒီကဒီမာနေကလေးကလေပြောအောင်နေတင်းအောင်ကိုကိုကိုစူးစမ်းတယ်တိလားလူကလောကကြီးမှာလူတိုင်းမှာပြဿနာဆိုတာရှိရတယ်ပြဿနာမရှိတောင်းမရှိဘူးဒါပေမဲ့ကိုကိုကိုပြောအောင်နေတယ်ကွာဟုတ်အန်ဒီခါကျအန်ဒီပြောစကားရှိအနိမောင်ပြောတာရေးတာပြီးတော့တေးပေါက်တယ်ပြဿနာတစ်ခုရှိလို့ရှင်အဲပြီးသွားလာပဲငါ့ဘာငါလိုပြန်ဖြစ်ရှင်းလိုက်မယ်အဲ့လိုပဲအနေဖြစ်ရှင်းတယ်ဘာလို့အဲ့ပလိုက်တခုလုံးပြဿနာတခုကိုခေါင်းထဲမှာထည့်ထားပြီးတော့ဟာဒါကြီးကငါဘယ်လိုရှင်းရမလဲဒါကြီးကငါဘယ်လိုရှင်းရမလဲထိုင်စမ်းချင်းပြဿနာမလား ဟုတ်တယ်ဟုတ်အဲ့ပြဿနာတစ်ခုရှိရဆိုရင်အဲ့ပြဿနာကဘယ်လိုရှင်းမလဲဒီနည်းဒီနည်းနဲ့ရှင်းလို့မရဟိုနည်းနဲ့ငါရှင်းမယ်ဟိုနည်းနဲ့ရှင်းလို့ရရှင်းလို့မရှင်းတော့အဲ့လိုလုပ်ရမှာလို့ဆိုတာမလို့ရှိရင်ဒီပြဿနာကြီးကတစ်ချိန်လုံးခေါင်းထဲမှာလေးဝင်နေပြီးတော့လေအဲငါဘာလုပ်ရမလဲဘာလုပ်အောင်လဲဖြစ်ကုန်မှာဆိုပြီးတော့လက်စေးလိုက်မယ်နော် ပြောချင်တာဘာလဲဆိုတော့ပြဿနာတစ်ခုရှိလေအဲ့ပြဿနာတက်မှာကောလက်ညှိုးမနေနဲ့ပြဿနာဘလောက်ပဲရှိရှိအဲ့ပြဿနာကိုငါတို့ကြော်လွှမ်းနိုင်မယ်အဲ့ပြဿနာကြီးဖြစ်သွားလဲငါအကောင်းဆုံးလုပ်မယ်ဒါကြောင့်အန္တရာယ်လေးစိတ်ညစ်ခံလို့မရအောင်စိတ်ညစ်လာလို့ရှင်ပြပါလေဟောခေါင်းတွေတော့လားသိလားဒါကြောင့်ပြောချင်ပါတယ်အားလုံးအန္တရာယ်တော့ဟိုပေါ့အန္တရာယ် life ကတော့ဟိုပြောညာပြောမယ်ဆိုချင်ရဆိုမယ်ဟိုဘုသူတရားချင်ရမယ်ဒါပေမဲ့မဖြစ်လို့ရှင်အန္တမောညာချက်ဆိုင်နေမိသားစုအန္တရာယ်ဒီမှာရှိတဲ့မိသားစုလေးရောက်ပဲရှိတာဟိုဒီမှာမြန်မာမရှိဘူးရှင်အန္တရာယ်အန္တရာယ်မြန်မာမြန်မာမရှိဘူး ရှိတယ်တယောက်လားနှစ်ယောက်လားအင်္ဂလိပ်စိတ်စကားမပြောဘူး။ဘာကြောင့်မြန်မာတွေမချစ်လို့မဟုတ်ဘူးနော်။မြန်မာတွေမချစ်လို့ချစ်တယ်မြန်မာတွေခင်တယ်။ဒါပေမဲ့အဲ့ပြဿနာရှာမြန်မာဆိုရှောင်းတယ်။ပြဿနာရှာမြန်မာတွေဆိုရှောင်းအောင်ရှောင်းတာအဲ့ဒါကြောင့်လို့ပါ။ဒါကြောင့်မအားလုံးပြောချင်ပါတယ်လို့။ဘာပဲပြောရအားလုံးအတွက်ဘာနော်ဟိုလူတိုက်ခေါင်းနဲ့မတွေ့ပါနဲ့ကြောင်းနေပါလို့ပြောချင်တယ်။အရင်လိုက်ကိုဆုံးသက်ပါတယ်ချက်ရမလို့နော်။ Bye bye ။